အမေရိကန်နဲ့ရုရှားအစိုးရတွေကြားနည်းနည်းရှန်ရှန်ဆွေးနွေးမှုတွေရှိမလားတဲ့တွေရုရှားနဲ့ယူကရိန်းကြားစစ်အေးရဆိုင်မှုကိစ္စမှာအခြေအနေတွေတိုးတက်လာမယ်လို့သူမထင်ကြောင်းအမေရိကန်နိုင်ငံသားကြီးဝန်ကြီးကပြောပါတယ်။ဝန်ကြီးမာကိုရူဘီရိုကတူရကီနိုင်ငံမှာရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှစ်ခုတွဲဆောင်ကြမယ်ကိစ္စမှာကြီးကြီးမားမားထင်သာမြင်သာတိုးတက်မှုမျိုးရှိလာမယ်လို့ယူဆမထားကြောင်းဆိုပါတယ်။ဒီအကြောင်းအရာတွေပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ ဒါရိုက်တိတိကျကျမဆွေးနွေးမခြင်းခင်းသားမြင်သားတဲ့ဖောက်ထွက်မှုမျိုးဖြစ်မလာနိုင်ဘူးလို့ရူဘီယိုကဆိုထားတာပါသူဟာတူရကီတောင်ပိုင်းမှာနေတိုဆင်မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေရဲ့နိုင်ငံသားရေးဝန်ကြီးတွေနဲ့တွေ့ဆုံဆွေးနွေးမှုအပြီးမှာအခုလိုမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်ယူကရိန်းတမရဘလိုဒီမာဇယ်လန်စကီးကတူရကီမှာဆွေးနွေးဖို့အတွက်ကိုယ်စားလှယ်အဖွဲ့ဈေးလွတ်မယ်လို့အတည်ပြုခဲ့ပေမဲ့ရုရှားဘက်ကအစစ်နိုင်တန်အဖွဲ့လာဈေးလွတ်တယ်ဆိုပြီးဝေဖန်ပြစ်တင်ခဲ့ပါတယ်2020နှစ်နောက်ပိုင်းရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့တို့ပထမဆုံးအကြိမ်တွေ့ဆုံမဲ့အစီအစဉ်ကို အမေရိကန်နဲ့တူရကီအစိုးရကုသလေတွေလည်းတက်ရောက်ကြမှာပါဇီလန်စကီကတော့ဒီဆွေးနွေးပွဲကိုအစင်တဲ့ကုသလေအဖွဲ့သားဇေလွတ်တဲ့ပူတင်ရဲ့လုပ်ရဟာအိရှင်တူရကီနိုင်ငံသမ္မတအာရဝန်ကိုရောထရန့်ကိုပါလေးစားမှုကင်းမဲ့ခြင်းဖြစ်တယ်လို့ဆက်ဆဲထားပါရဲ့ရှင်